ဒီနေ့တို့အလဲကြတော့ Redmi K80 Pro မှာကျွန်တော် Global Version အနေနဲ့ထွက်လာတဲ့ Poco F7 Ultra ပေါ့နော်။အရင်ဆုံးသိကျင်နေကြမှာဈေးနှုန်းပဲဖြစ်လိမ့်မယ်လို့ထင်တယ်။ဆိုတော့သူ့ရဲ့ဈေးနှုန်း34သိန်းဝန်းကျင်လောက်ထိရှိလိမ့်မယ်။ဆိုတော့ဒီ China Version ဖြစ်တဲ့ Redmi K80 Pro နဲ့ရှင်းလိုက်မယ်ဆိုရင်သူ့ရဲ့ဈေးကတော်တော်လေးများတယ်။ဆိုတော့ဒီလောက်ထိဈေးပိုပေးရတာဒီ Poco F7 Ultra ကိုဝယ်ပျော်စေနိုင်အောင်မလားဆိုတော့ကျွန်တော်တို့အဖြေရှာကြည့်အောင်။ဆိုတော့ဒီနေ့ဗီဒီယိုတော့ကျွန်တော် review နဲ့ကူညီပေးတာတော့ဖုန်းပါနေပြီးကူညီပေးတာပါ။ Global Virgin ထွက်သက်မြတ်ဖုန်းအကုန်လုံးဖုန်းပါမှာဝယ်ယူအားပေးလို့ရပါတယ်ဖုန်းပါရဲ့ page ကိုလည်းကျွန်တော် caption မှာတက်လွှဲတွဲပေးထားပါတယ် YouTube မှာဆိုရင်လည်းကျွန်တော် link ကိုချပေးထားပါတယ် So Remy KAD ပရိုတုံးကအတိုင်းပဲပေါ့နော်သူ့ကိုကန်ရတဲ့ဟန်ဖီလီနဲ့အစအကုန်လုံးအတူတူပဲအလူမီနီယံဖလက်ဖရင်ကိုမှဒီအနောက်ဘက်ကခပ်ပါပါလေးပြန်ကပ်ပေးထားတယ်အဲ့ဒါကျွန်တော်တို့လူမျိုးကန်တဲ့နေရာမှာလက်နာမျိုးဒီဒီဇိုင်း floor ဖြစ်နေတာမျိုးမရှိဘူးခုကျွန်တော်ရထားတဲ့အရာကအမဲရောင်မှာဂျူရယ်တုံးပေါ့နော်အပေါ်ဘက်မှာ glossy sand နဲ့ခပ်ပြောင်ပြောင်ပုံစံဒီဇိုင်းရယ်အောက်ဘက်မှာ matte finish texture နဲ့အမဲရောင်ကိုတုံးပေးထားတယ် ကင်မရာ housing ကတော့ cycle shape ပဲဓာတ်ဝင်ကပ်ပေးထားတယ်တကယ်လည်းဒီကင်မရာလေးရောက်ကို personally ကျွန်တော် site အဲဒီ set wide ပုံစံအောင်မကြိုက်ရတဲ့အထဲကိုမှဒီကိုဓာတ်ဝင်ကပ်ပေးလိုက်တာကျွန်တော်တို့ဆိုရင်တော့နည်းနည်းပို့ပြီးတော့သဘောမကျစေတဲ့ပုံစံတစ်ခုကိုရောက်သွားစေတယ်လို့မြင်တယ် ုန်းရဲ့အလေးကျန်212 gram အထူးအ8.39 mm ဆိုတော့လက်ထက်မှကန်ရတာအရင်ကြီးပေါပေါပပဖြစ်နေတဲ့ဖုန်းတော့မဟုတ်ဘူးပေါ့နော် flash level တစ်ခုကိုဝင်သွားတဲ့အတွက်လက်ထက်မှကန်ရတာ premium ဆန်နဲ့ချစ်ချစ်လေးလေးဖြစ်တဲ့ပုံစံဘက်ကိုပိုရောက်တယ်အရှိတ်ဘက်က display bezel ဆိုရင်လည်းပါလဲပါသလို symmetric လည်းကြားတယ် durable ဘက်မှာတော့ IP68 dust and water resistant ဖြစ်သွားမယ်ဒီအရှိတ်ဘက်မှာ Poco Shield Glass ကိုတုံးပေးထားတယ်ဆိုတော့ durable ဘက်မှာလည်းသူအတိုင်းအတာတစ်ခုထိခံနိုင်ရေးရှိပြီးသားဆိုတော့ကျွန်တော်ခုနောက်ပိုင်းဒီ Xiaomi တို့ Poco တို့ဖုန်းတွေမှာသဘောအကျဆုံးအပိုင်းတစ်ခုဖြစ်လာတဲ့ display ဘက် ဆိုတော့ तू อ่ะသူ့ရဲ့ဈေးတန်းတူတခြားဖုန်းတွေနဲ့ရှင်းလိုက်မှာဆိုရင်ပိုကောင်းတဲ့ hardware တစ်ခုကိုသုံးပေးထားသလို software ဘက်မှာလည်း optimization ကောင်းလာရယ်ပေါ့နော် feature set ဆုံးလာတယ်ဆိုတော့ဒီ Poco F7 Ultra မှာဆိုရင်လည်း6.67 inches 2K flow AMOLED dot display ကိုမှာဒီ brightness က3200 nits နဲ့ဆိုတော့ဒီ3200 nits ဆိုတာကသူ့ရဲ့ display 25%ကို cover ဖြစ်ထားတယ်ဒါအောင်မှ vision boost အဲဒီ7 chip set လိုမျိုး chip ကိုလည်းတည်တံ့ထည့်ပေးထားတယ်ဒီ chip ကဘာလုပ်ပေးရလဲဆိုကျွန်တော်တို့ gain ဆော့တဲ့အချိန်တွေ video streaming လုပ်တဲ့အချိန်တွေမှာ support လုပ်ပေးမှာ virtual effect တွေကို enhance လုပ်ပေးရမျိုးပေါ့နော်အဲဒီ120 frame per second နဲ့ဆော့လို့ရတဲ့ gain တွေမှာဆိုရင်လည်း frame per second ကို stable ဖြစ်အောင် gameplay ကို stable ဖြစ်အောင်လုပ်ပေးရမျိုးတွေပေါ့နော်ဒါပေမဲ့သူ့ရဲ့ display မှာတခုတည်းတော့ကျွန်တော်လိုရဲ့အချက်ကိုတွက်တွေ့ရဲအဲ့ဒါပါလဲဆို ADP ကိုမဟုတ်တဲ့အတွက်သူ့ရဲ့ frame per second ဟာအနည်းဆုံး60 frame per second ထိပဲရမယ်ဆိုတော့12120 has မဟုတ်တော့ဘူး62 120 has ဖြစ်သွားလိမ့်မယ် ော့အဲ့တစ်ချက်ကလွယ်ရင်သူ့ရဲ့ display ကတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကကျွန်တော်ဒီ Xiaomi ဖုန်းတွေမှာခုနောက်ပိုင်း Samsung နဲ့သူတို့ပြုပြင်ပြောင်းလဲဖို့လွယ်လို့မြင်တဲ့အချက်နှစ်ခုရှိရပါတော့ပထမတစ်ချက်ကတာမယ်နောက်တစ်ချက်က OS Xiaomi ဆိုတာ ਨੇ အလုံးပြည့်မြင်မြည်ရာဒီ price to performance အရင်ကောင်းတဲ့ဖုန်းတွေဆိုတဲ့အတိုင်းပဲဒီ Poco F7 Ultra ဆိုရင်လည်း global မှာထွက်တဲ့သူစီတဲ့ဝင်ကျင်တခြားဖုန်းတွေနဲ့ရှင်းလိုက်မယ်ဆိုရင် Snapdragon 8E လို့လိုမျိုး flagship SoC ကိုတုံးပေးထားတယ်။တစ်ဖက်မှာလည်းထုံးစံအတိုင်းပဲကျွန်တော်တို့စမ်းနေကြဖြစ်တဲ့ဒီ 3D Mac ကိုစမ်းတဲ့အခါမျိုးမှာ pass မဖြစ်သွားဘူး။သူ့ရဲ့ device ကအရင်ပူလို့ဆိုပြီးတော့ပိတ်ချသွားတယ်ပေါ့နော်။ဒါအောင်ကျွန်တော်ည7:00နာရီလို့အချိန်မျိုးမှာ Aircon ခန်းထဲမှာစမ်းတာ။ အဲအဲ့လိုမျိုးဆန်းတဲ့အခါမှာလည်းကျွန်တော်၃ငါလောက်ထိဆန်းပေးထားတယ်၃ငါလောက်ဆန်းတဲ့အချိန်မှာလည်း၃ငါလုံးသူ pass မဖြစ်သွားဘူးအပြီးတော့ given six မှာဆိုရင်လည်း single ကို1159နဲ့ multi ကို9139ထိပဲရမယ်ဒါ KD Pro မှာရခဲ့တဲ့အဲ2329နဲ့ multi ကို1065နဲ့ရှင်းမယ်ဆိုရင်တိတိတတတော်ဒီ Poco F7 Ultra နဲ့လို့ပြောလို့ရရပါတော့ raw performance တွေမှာတော့မှန်းချက်နဲ့နှမ်းထွက်တိတ်မကိုက်ဘူးလို့ပြောရလိမ့်မယ် ဒါပေမဲ့ဂိမ်းဆက်တင်နေအနေနဲ့ဆိုရင်တော့သူကမိုဘိုင်းလိကျက်မှာဆိုရင် frame per second အောင် graphic ရော extra ထိရတယ်။ဒါမှကျွန်တော် PUBG ဆော့မှာဆိုရင်လည်း graphic မှာ smooth ထားမှာဆိုရင် frame rate ကို extra extreme ထိရတယ်လို့ graphic ကို extra HDR ထားမှာဆိုရင်လည်း frame rate ကို extra ထိရတယ်ဆိုတော့ Xiaomi ဖုန်းတွေမှာဒီ global နဲ့ China တိတိတတ်တာကွာခြားသွားတဲ့အချက်က global ဖုန်းတွေမှာဂိမ်းဆက်တင်တွေကိုအမြင့်ဆုံးစောစောရရတဲ့တစ်ချက်ကတိတာရပေါ့နော်။ပြီးတော့ဂိမ်းတွေဆော့ရအချိန်မှာပူလားဆိုရင်တော့ပူတယ်။ပုံမှန် temperature 44 degree celsius ဝန်းကျင်လောက်ထိတက်တယ်။အထူးသဖြင့်ဒီ vapor frame တွေမှာပူတာပို့ပြီးတော့တိတာတယ်။ တခြား software ဘက်မှာတော့ကျွန်တော် global version ဖြစ်သွားတဲ့အတွက် notification နောက်ကျတဲ့မျိုးတွေတော့မရှိဘူး။နောက် hyper os 2မှာပါလာတဲ့ ai features တွေအကုန်လုံးကိုလည်းဒီ poco s7 ultra မှာထည့်ပေးထားတယ်။ google secret to search လိုမျိုးကိုလည်းတန်းပြီးတော့တုံးလို့ရမယ်။ ai features တွေအနေနဲ့ဗားရဲပါလာလဲဆိုတော့ ai writing, ai creativity assistant, ai speech recognition, interpreter conversation with ai, ai interpreter, ai search လိုမျိုး ai နဲ့ပတ်သက်တဲ့ features တွေအကုန်လုံးပြုတ်သိပ်ပြီးတော့ထည့်ပေးထားရပါတော့။အဲအောက်မှာကျွန်တော်တို့ဒီဓာတ်ပုံပြင်တဲ့နေရာမှာလည်းဒီ ပုံတွေကို expansion လုပ်လို့ရတဲ့ AI expansion AI erase 2.0 remove reflection AI beautify လိုမျိုး feature တွေလည်းပါလာတယ်ဆိုတော့အဲနဲ့ပတ်သက်ပြီးတော့လည်း Xiaomi ကအမိလေးလိုက်လာနိုင်ပြီလို့ပြောလို့ရတယ် ဲ့တော့ကင်မရာဘိုက်ဆက်သွားပါပေါ့နောက်ပတ်မှာကင်မရာ၃လုံးအဓိကလိုအပ်တဲ့ sensor ဖြစ်တဲ့50 megapixel live fusion 800 main sensor 50 megapixel floating telephoto camera sensor နောက်ပြီးတော့32 megapixel ultra wide လိုမျိုးတကယ်လိုအပ်တဲ့ sensor ၃ခုကိုထည့်ပေးထားတယ်။ software ဘက်မှာဆိုရင်ကျွန်တော် portrait ကိုကြည့်လိုက်မယ်ဆိုရင်24 mm 35 mm 60 mm နဲ့75 mm ပေါ့နော်။ဒီနေရာမှာ60 mm focal length ကတော့နည်းနည်းလေးကိုလိုကန်လန့်ဖြစ်တယ်ပေါ့နော်။ဒါပြပြပါဒီလိုမျိုး focal length ကို၄မျိုးလောက်ထိရိုက်လို့ရအောင်လုပ်ပေးလိုက်တာကိုတော့သဘောကျတယ်။ထွက်လာတဲ့ quality ကတော့နည်းနည်းလေး ဝါတဲ့ဘက်ကိုရောက်သွားရပါတော့ဝမ်တုံးဘက်ကိုပိုရောက်တယ်ဒါပေမဲ့ကြည့်လိုက်ရင်လှရဆိုတော့ color profile မျိုးလို့တော့ပြောလို့ရတယ်နောက်ပြီးရည်စားကောင်းတဲ့တစ်ခုကသူ့ရဲ့ portrait နောက်က lens flare ကိုပြောင်းလို့ရရတယ်ပါတယ်ပါရတော့ကျွန်တော်အားအသာဝင်ကြည့်လိုက်တဲ့အခါမှာအဲ shape တစ်ခုပဲထည့်ပေးထားရပါတော့ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ lens flare ကိုတခြားပုံစံပြောင်းလို့ရရတဲ့ဟာတွေပါထပ်ထပ်ပေးလာလိမ့်မယ်လို့ထင်တယ် ပြတယ်လီဖိုတိုက60မီလီမီတာတယ်လီဖိုတိုပဲသုံးပေးထားရဆိုပေမဲ့ digital zoom မှာတခြားဖုန်းတွေလိုမျိုး 60x ပေါ့နော်အစား60လောက်ထိဆွဲရလို့ရတယ်ဒါကတော့အများကြီးပြောနေစရာမလိုအလင်းရောင်ကောင်းရင်ကောင်းသလို 20x လောက်ကတော့ ASE ပဲအဆင်ပြေတယ်ပြီးတော့ ultrawide ကလည်းအရင်က Redmi ဖုန်းတွေလိုမျိုး8 megapixel မဟုတ်တော့ဘဲနဲ့32 megapixel ဖြစ်လာသိတာတယ်ဒီနောက် color ရဆိုရင်လည်း main sensor နဲ့ရှင်းလိုက်မယ်ဆိုရင် color consistent ဖြစ်သွားတာကိုသတိထားမိတယ်ပြီးတော့ video capability ပိုင်းမှာဆိုရင်ကျွန်တော် 4K ကို60 frame per second ထိရိုက်လို့ရမယ် overall camera ပိုင်းက34သိန်းဝန်းကျင်တဲ့ဖုန်းတစ်လုံးအနေနဲ့အကောင်းဆုံးတော့ ဟုတ်ဘူးဒါပေမဲ့အရင်လဲအရင်တော့ Xiaomi ဖုန်းနဲ့ကင်မရာမကောင်းဘူးဝဲဆွဲရလို့ပြောလို့ရတဲ့အနေအထားမှလည်းမရှိနေတော့ဘူး အခြား haptic ဘက်မှာတော့တော်တော်လေးကောင်းတယ်။ကောင်းတယ်ဆိုတာတော့ပို့ပါတယ်။တကယ်ကို flash level ဖုန်းတလုံးကိုသုံးနေရတဲ့ haptic experience ကိုရတယ်။ ။ Now audio ဘက်မှာဆိုရင်အတန်းတွက်ကျဲတယ်လို့ကြည်လဲကြည်ရဲ့။ဒီဘက်လေးတွေတော့ Xiaomi ဖုန်းတွေက Redmi Note series တော့ဒီကျွန်တော်လှည့်ကြည့်နေစရာပြောနေစရာမလိုတဲ့အနေထားကိုရောက်နေပြီ။ Number တစ်ခုအားသိမ့်မိရတာ battery ဘက်ပေါ့နော်။ဒီ Poco F7 Ultra မှာမှမဟုတ်ဘူး Redmi K80 Pro ကလည်းကျွန်တော် battery ဘက်ကိုတိတ်အားမရခဲ့ဘူး။သူ့မှာပါလာတာ on paper ရဆိုရင်တော့5000 300 mAh ပေါ့နော်တကယ်တမ်းသုံးတဲ့ခါမျိုးမှာတော့ကျွန်တော်5000 mAh ပါလာရဲ့ဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်တော့မှပဲအရင်ဘယ်လောက်မှကွာမနေဘူးလို့ပြောလို့ရတယ်ဒါပေမဲ့အသွင်းနာမြန်တယ်120ဝါနဲ့ ဆိုတော့ဒီ Poco F7 Ultra ဝယ်တဲ့နေဖုန်းတစ်လုံးဖြစ်မလားတကယ်လည်းကျွန်တော်စမ်းသုံးကြည့်တဲ့အခါမှာ Redmi K80 Pro နဲ့ရှင်းလိုက်မှဆိုရင်အာ Note 10နောက်ကျရတယ်မဝင်လာရမရှိတော့ဘူးနောက် gain နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်လည်းအမြင့်ဆုံး setting တစ်ခုထိရနေလိမ့်မယ်အဲ့ဒါလေးအပြင်မှာကျွန်တော် global version ဖြစ်သွားတဲ့အတွက် AI feature တွေဆုံးဆုံးလင်းတုံးလို့ရတာကတွင်ကျန်တဲ့အပိုင်းတွေမှာ Redmi K80 Pro နဲ့အများကြီး ကွာမနေဘူးလို့ခန်းစားရပါတော့ဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့အချက်၃ချက်ကကိုသုံးမဲ့အချက်၃ချက်ဖြစ်တယ်ဆိုရင်တော့ဒီပို့ကို F7 Ultra ကိုဝယ်ဒါမှမဟုတ်ဆိုရင်တော့ Redmi K80 Pro ကိုဝယ်တာအများကြီးပိုတန်နိုင်မယ်လို့ပဲပြောရင်အဆုံးထိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ